ကျနာပီးစိတ်ထားကောင်းတာကြောင့်ဆိုင်ဝင်တန်းလေးကိုခွဲ့လွတ်ပေးလိုက်တဲ့ပိုးချပြုခင်တို့ဇနီးမောင်နှံအခုလက်ရှိအင်တာနက်ပေါ်မှာတပံပြက်လည်နဲ့ပဲပြန်ကြည့်လာခင်တာကတော့ပိုးချပြုခင်တို့ဇနီးမောင်နှံလေးပါဒီတစ်ခေါက်ကတော့ပိုးချပြုခင်ရဲ့ယောက်ျားဖြစ်သူအကို PK တုံးကဆိုင်ကဝန်ထမ်းကောင်းလေးတယောက်ကိုကိုထိလက်ရောက်ပြုမှုခဲ့လို့လူမှုကွန်ရက်စာမျက်နှာထိပါပြန့်နှံ့သွားခင်ရတာပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ပိုးချဖြူခင်တို့စနီးမောင်နှံလေးကဆိုင်ကဝင်တဲ့အနေနဲ့ပတ်သက်လို့ကံမကောင်းဘူးလို့ပဲဆိုရမှာပါ သူတို့ဇနီးမောင်နှံလေးကတော့ဘလို့ပြဿနာတွေနဲ့ပဲရှင်းဆိုင်ရင်ပဲဖြစ်ဖြစ်ရန်ကိုရန်ချင်းမတုံတင်းတဲ့စရဲတိုင်းစည်ရီထားပြီးပြန်လေဖြစ်ရှင်းတတ်ကြပါလေလက်ရှိမှာလည်းဆိုင်ရှင်တွေဖြစ်တဲ့ပိုးကြဖြူခင်တဲ့အကူ PK တွန်းတို့ဇနီးမောင်နှံနဲ့ဆိုင်ကဝန်ထမ်းကောင်လေးတို့ကြားရှိနေတဲ့အဆိုင်ခဲကတော့အဆင်ပြေပြေနဲ့ပြန်လေညီနိုင်ဖြစ်ရှင်းလို့ရသွားခဲ့ပါပဲ ကိုဘက်ကနေလောင်ငယ်သားတွေအားလုံးပေါ်မှာစေတနာပါပါနဲ့ကိုမိသားစုဝင်တွေလို့အကောင်းဆုံးနဲ့ရုံရုံချီချီခန့်ပေးထားရမှန်ပေမဲ့လေတချို့အတွက်ကတော့စေတနာမြတ်တာတွေကရောင်ပြန်ဟက်လာတာမရှိတတ်ကြပါဘူးအခုဆိုရင်လေယတနာ PK တုံးဆိုင်ပိုင်ရှင်တွေဖြစ်တဲ့ပိုးချဖြူခင်တို့စနီမောင်နှံကဆိုင်ရဲ့ဝန်ထမ်းတွေပတ်သက်လို့အကြီးကျယ်လူသိရှင်ကြောင့်ပြဿနာတက်ကြရတာကတော့ အခုမှမဟုတ်ပါဘူး။ အကိုပီကီထွန်းနဲ့မက်ပုံးချပြူခင်တို့ဟာချမ်းသာကြွားတဲ့ရွှေတထေးတွေဖြစ်တယ်လို့စိတ်ထားကောင်းမွန်တဲ့အလုပ်ရှင်တွေဖြစ်လေလူတီများကြပါတယ်။သူတို့ဟာကိုယ်ဆိုင်ကဝန်ထမ်းတွေကိုအလုပ်ရှင်တွေအလုပ်သမားဆိုတဲ့ပေါင်းထက်ကြော်လို့ပြီးကိုယ့်ရဲ့မောင်နှမသားသမီးတွေလိုသဘောထားဆက်ဆံတတ်ကြပါတယ်။ဝင်းနေတဲ့အတွက်မကြာခဏကန်ဆန်းမဲတွေဖောက်ပေးတာလက်ဆောင်တွေပေးတာအပြင်မှာဟော့ပေါ်တွေအစားအသောက်တွေထူးထူးသွားစားပြီးရင်းနှီးနှီးနေထိုင်တတ်ကြတယ်လို့နာမည်ကောင်းရှာထားသူတွေပါ ဒီလိုမျိုးကော့မီတားစုဝင်နေဆွေမျိုးရင်းချာတွေလိုကောင်းပေးနေပါလေနဲ့ဂျားရဲကထထပေါက်တဲ့ဝန်ထမ်းမလေးကပေါ်လာခဲ့ပါတယ်ဆိုင်ကစိန်ဆွဲကျူးကြီးနှကုံးကိုအတုနဲ့လဲလဲပြီးထွက်ပြေးသွားခဲ့တဲ့အမှုကိုလည်းအလုံးသိကြနိုင်မယ်လို့ယုံကြည်ပါတယ်။ဒီကိစ္စမှာမတ်ပိုးချပြုခင်ဟာစိတ်မကောင်းလဲဖြစ်ဒေါသလည်းထွက်တာကြောင့်ချက်ချင်းမှုဖွင့်မဲ့ဆောင်ဝန်ထမ်းကောင်မလေးကိုတုံးရက်တွင်ပြစ်စည်းပြန်လာပေးရင်ခွင့်လွှတ်ပေးမယ်ဆိုပြီးခွင့်ရေးပေးခဲ့ပါသေးတယ်။ ဒီလိုစေတနာထားခဲ့ပေမဲ့လည်းနောက်ဆုံးမှာတော့သူတို့မိသားစုပဲနှစ်နာဆုံးရှုံးခဲ့ရပါတယ်။အခုမှလည်းဝန်ထမ်းနဲ့ပတ်သက်လို့အလားတူပြဿနာမျိုးတက်ခဲ့ကြတာပါ။အဆိုပါဝန်ထမ်းလေးကစိုက်အတွက်တစ်တော်ရှိုက်ကူးဖို့ပြင်ဆင်နေခဲ့ပေမယ့်လေတမီလေးဖူဖွေးကတော့ကလေးပြပြတစ်တော်ရှိုက်ကူးတဲ့အခါပါဝင်ခြင်းနေတာပါ ဒါကြောင့်လည်းတချို့တစ်တော့ပုံတင်မှာဆိုရင် ပုံမှန်စည်းကမ်းတခြားမဟုတ်ပဲသမီးလေးကပါဝင်နေတာတွေရှိပါတယ်။ပူဇော်ပြုခင်ကလည်းသမီးလေးကိုခုလိုမျိုးထဲမရိုက်ဖို့ပြောခင်တာဖြစ်ပြီးအဆိုပါဝန်ထမ်းကောင်လေးကလည်းသူရိုက်ခိုင်းတာမဟုတ်ကြောင်းအခြေတင်ပြောတာကြောင့်အကိုပီကေတွန်းကစိတ်မထိန်မဲကိုတိလိုက်ရောက်ပြုတ်မှုပြီးဆန်ကနေနှင်ထုတ်လိုက်တာပါ။ ဝန်ထမ်းကောင်လေးကသူ့ကိုခွေးမောင်းတယ်လို့မောင်းထုတ်ပါတယ်ဆိုပြီးလိုင်းပေါ်မှာတင်နေတာကြောင့်အကိုပီကီထွန်းတို့ဘက်ကတရားစွဲဖို့အထိပါပြင်ဆင်ထားကြောင်းသိပေးလိုက်ပါတော့တယ်။ဒါကြောင့်ဝန်ထမ်းကောင်လေးကထွက်ပြေးတင်းရှောင်နေအထိပါဖြစ်ပျက်သွားခင်ရတာပါ။တစ်ဖက်ကကြည့်ရင်ဝန်ထမ်းကောင်လေးနေနေကိုတတိဖြစ်တာကြောင့်လည်းအခုလိုမဆက်ဆံတင်မဲ့နောက်ထပ်ရသွားတာကြောင့်ပြန်လည်လာရောက်တောင်းပန်ခဲ့တာပါ။ပေါ်ကြပြုခင်တို့ဘက်ကလည်းခွင့်လွှတ်ပေးလိုက်ပြီးသူတို့ကလည်းလက်လွန်သွားကြအောင်ပြန်လည်တောင်းပန်ရင်ကြေးပေးလိုက်ကြပါတော့တယ် ။ဒါကြောင့်လေပဲပြဿနာမစုံလွန်လွန်ကြက်တုန်နေမဖြစ်ခင်မှာကိုမောင်းကိုတေချာလေးပြန်လဲသုံးသက်တက်ဖို့ကအဓိကပဲလို့ပြောချင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ကြီးတို့ကရောပိုးကြဖြူခင်တို့နဲ့ဝန်ထမ်းကောင်းလေးတို့ရဲ့ကြားကပြဿနာကိုဘလို့မြင်မိလဲဆိုတော့ကိုပြောပြပေးတော်ချပါအောင်ရှင်။